ျွန်တော်ပြောခဲ့တယ်ဟေးဦး90ခွန်ခွာလို့နော်ငါထိတ်ငါအပိတ်သူ့ဆောင်မှာ10နှစ်မြောက်ကနေတခါအဲ့ဒီငါသည်နောက်ထပ်တစ်ချိန်ငါပရိရဲ့အောက်မှာငါပိတ်သူ့အောက်ထွက်တဲ့ကဏ္ဍကလည်း10နှစ်မြောက်ကနေမယ်နော်ဒါ10နှစ်မြောက်ကနေနှစ်ကွက်ထွက်တာတခါဒီမှာနှစ်ဦး90ခွန်ခွာတယ်နော်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့၄ထိတ်၄အပိတ်လို့ရိုက်တယ်သူ့အောက်ထွက်တဲ့ကဏ္ဍက10နှစ်မြောက်ကနေ တခါအဲ့လေးဒီအဲ့ဒီနှစ်ထဲမှာ၄နောက်ပိတ်ကဗရင်ငါအောက်မှာ၄နောက်ပိတ်လို့ထွက်လို့သူ့အောက်ဆောင်မှာထွက်တဲ့ခဏန်းဒီ၁၀နှစ်မြောက်ကခဏန်းနော်တခါဒီမှာလည်းအဲ့ဒီလိုပဲကျွန်တော်ပြောခဲ့တာဒီမှာတော့၃၃၃ထိပ်၃ပိတ်ရိုက်တာ၄၅၃ဆိုပြီးသွားတာနော်အဲ့ဒီ၃ဒီ၃ထိပ်က၃ပိတ်ရိုက်သူ့ဆောင်မှာထွက်တဲ့ခဏန်းက၁၀နှစ်မြောက်ကခဏန်းနော်တခါအဲ့ဒီ၃ဒီဗရင်ငါအောက်မှာသူက၃သွားပိတ်ထားတာအဲ့ဒီ၃ပိတ်ရဲ့ဆောင်မှာထွက်တဲ့ခဏန်းဒီလေ 10နှစ်မြောက်ကခဏအဲ့ဒီမှာကျွန်တော်ကလောပြီးမပြောခဲ့မိတာကအဲ့ဒီဒီမှာကျွန်တော်အဲ့ဒီ like ကိုပြန်ကြည့်ရင်သိတယ်ကျွန်တော်ဘောပဲလေးနဲ့ဒီလိုမျိုးရှိထားခါတိုင်းဒီနောက်ပိတ်ဝင်တာအေးအေးနောက်ပိတ်ဒီခါတိုင်းဝင်နေခဏလာပေါက်တာနော်ဒီငါးအပိတ်ရဲ့ဆောင်းမှာတခါဒီငါးပိတ်လေးအပိတ်ရဲ့ဆောင်းမှာလေဒီလိုပဲဒီခါတိုင်းဒီနောက်နောက်ပိတ်ဒီခါလို့ဝင်ရိုက်ထားတဲ့ခဏလာပေါက်တာအဲ့ဒီမှာကျွန်တော် like ကြည့်တော့အဲ့ဒီနှစ်ထဲမှာကျွန်တော်ပြောခဲ့တဲ့ တဆယ်ပရိတ်နဲ့အကြိမ်ခိုက်ကနောက်ပိတ်ဒီခါဝင်နေခဏ9နှစ်8တခွက်နော်ဒီမှာတဆယ်ပရိတ်နဲ့အကြိမ်ခိုက်မှာနောက်ပိတ်ဒီခါဝင်နေခဏတခွက်နောက်တခွက်ကနောက်ပိတ်ခါဝင်တာ648နော်တခါနောက်ပိတ်ခါဝင်တာ39ခဏ4ခွက်တည်းရှိတယ်နောက်ပိတ်ခါဝင်တာဒီမှာတခွက်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 နော်ခဏကအဲ့ဒီထဲမှာ9နှစ်8တခွက်ရေ63နှစ်တခွက်ရေ684ရေ683 ကျွန်တော်ဒီလိုလေးတော့ရှစ်ထားရှစ်ထားပြီးတော့ထည့်ပြောတဲ့အခါကျတော့9နှစ်ရှစ်ကိုပဲကျွန်တော်9နှစ်ရှစ်နဲ့4 3ရှစ်ကိုကျွန်တော်ဦးစားပြီးပြောပြီးအဲ့ဒီက9နှစ်ရှစ်မထိုးမဖြစ်ရမ်းဆိုပြီးကျွန်တော်ပြောခဲ့ပြီးတော့တခါအဲ့ဒီထဲရမှာကျွန်တော်ကဗရင်ငါးကိုကြိုက်တာဆိုပြီးဗရင်ငါးတွေကျွန်တော်ပေါက်ဆွဲထုတ်လိုက်တယ်ဒါအဲ့ဒီမှာဒီနောက်ပိတ်ခါဝင်နေဒီကနေ့ကျွန်တော်မပြောဖြစ်တာနော်တခါအဲ့ဒါမှာပြောဖြစ်တာထားလိုက်တော့အဲ့ဒီမှာအဲ့ကနေ့ကိုနောက်ထပ်တစ်ဆိုင်မှာကျွန်တော်ပြောဖို့ရှိသေးတယ်ဒါပေမဲ့ဒီဆိုင်ကိုမပြလိုက်ရတော့ဘူးအောက်ကဟိုမန်းဒီမန်းနဲ့လူရတဲ့ဆိုင်က တိတ်မကြည်တာနဲ့ကတော်ကွာဆိုပြီးတော့စဉ်းချလိုက်တာအဲ့ဒါကကျွန်တော်တို့ဒီခုနှစ်နှစ်ကြာစီးထဲမှာကိုပရိတ်နော်ကိုပရိတ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 ်ပြီးတော့ရှစ်ပရိတ်ကိုပရိတ်နော်ခုနှစ်နှစ်ကြာပဲကိုကိုလို့ရိုက်တယ်ရှစ်ကိုလို့ရိုက်တယ်အခုတခါခွန်ကိုလို့ရိုက်တယ်ခြေလွဲပါပါတွေနဲ့ပရိတ်ကိုတွေရိုက်တာ အဲ့ဒီကဏ္ဍရဲ့ဘေးမှာထွက်တဲ့ကောင်တော့ကျွန်တော်တို့ဒီနောက်မှာနောက်ပိတ်သုံးလုံးပေါင်းခြင်းအဲဆောင်ပေါင်းခြင်းခွန်လို့ဖြစ်တယ်ဒီမှာဆောင်ပေါင်းခြင်း၈လို့ဖြစ်တယ်ဒီမှာဆောင်ပေါင်းခြင်း၉လို့ဖြစ်တယ်သူ့ဒီဆောင်မှာထွက်တဲ့ကဏ္ဍနေဒီအဲ့ဒါ၁၀နှစ်မြောက်ကကဏ္ဍနေပဲနော်အဲ့ဒီကဏ္ဍဒီအရှိ၁၀နှစ်မြောက်ရေးကြည့်လိုက်၂၄၆၈၁၀နှစ်မြောက်ထဲကကဏ္ဍနော်အဲ့ဒီမှာဘလောက်ကောင်းတာတုံးဆိုတော့ तू က၄နောက်ပိတ်ပရိတ်၉လို့ရိုက်ထားတဲ့နော်၉ပရိတ်ရဲ့ 3နှစ်ကြော်ရခဲ့တယ်။10နှစ်မြောက်ကိုသူလှမ်းပေါက်တာ။ဗရိတ်ကိုဘေးကပ်ပေါက်တာ။နော်သူကသဘာဝကြတာ။ဒါဆိုရင်ဒီကဏ္ဍကလည်းရှေ့10နှစ်မြောက်ကခဏ2 4 6 8နော်10 10နှစ်မြောက်ထဲကခဏမယ်။သူလည်းအတူတူပဲ။လေးနောက်ပိတ်ဗရိတ်ကိုလို့ရိုက်တယ်3ဘွဲကြော်ရခဏကို10နှစ်မြောက်ဗရိတ်ကိုဘေးကပ်ထွက်တယ်။အဲ့တော့ဘယ်ပြောကောင်းမလဲကျွန်တော်တို့စော်ပြီးပေါ့ဟုတ်လား။ အဲ့ဒီခြေတွဲပါဝါနဲ့ brake ကိုလို့ဖြစ်ထားတဲ့ဘေးမှာထွက်မဲ့ကနေ10နှစ်က2 4 6 8 10 0နှစ်မြောက်ကခဏ6နောက်ပိတ် brake ကို3နှစ်ကျော်ပါခဏဆိုတော့အဲ့မှာ4 3 8ကျဲပြူးနေအောင်ရှိတာဘယ်ရလိမ့်မလို့4 3 8 all ဆိုပြီးကျွန်တော်ထုတ်နော်အဲ့ဒီထဲမှာ तू ကဒီနှစ်ခွန်ခွန်နောက်ပိတ်ဆောင်ခဏနှစ်ခွန်ဒီမှာ1 1ခွန်နော်ခွန်နောက်ပိတ်ဆောင်ခဏတစ်ခါ3ညခွန် ွန်နောက်ပိတ်ဆောင်ခန်းနဲ့၃ခုနှစ်ဒီ site ကိုပြမိရင်ဒီကဏ္ဍကကျွန်တော်ထည့်ပြောမိမှာပဲဒါပေမဲ့ live လွှင့်နေတော့မှဟိုကဏ္ဍမရှိဘူးလားဒီကဏ္ဍမရှိဘူးလားနဲ့ကျွန်တော်လည်းကဲတော်ပြီဗျာဆိုပြီးမပြဘဲနဲ့ live ကိုအဲ့ဒီနေရာရက်ထလိုက်တော့ဒီ site တွေကမပြလိုက်ရဘူးเนาะအဲ့ဒီမှာကျွန်တော်ကအဲ့ဒီနှစ် site ပေါင်းကိုဒီ site ကလည်း၁၀နှစ်မြောက်ကကဏ္ဍကိုလာပေါက်ကမှာเนาะအဲ့ဒီထဲမှာလည်းဒီ၉၃နှစ်ကယူလို့ရတယ်ဒီ site ကလည်း၁၀နှစ်မြောက်ကကဏ္ဍလာပေါက်မှာပဲဒီမှာလည်း၉၃နှစ်ကိုယူလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ ဒီတလိုက်ကတော့ကျွန်တော်မပြပြတာပြပြရင်ဒီကဏ္ဍကပါမှာချင်းသေးတယ်เนาะဒါပေမဲ့တန်ကမကောင်းတော့ပါလဲအရန်တည်းပဲရောက်มาပါပဲเนาะရေးတောင်ရေးချင်มาရေးပြီးมาအဲ့အဲ့ဒီမှာကျွန်တော်ပြောပြမယ်အဲ့ဒီ10နှစ်ကဏ္ဍတစ်ခွက်เนาะကျွန်တော်တို့လာပေါက်ပြီးသွားပြီးတော့ဒီမှာလဲ10နှစ်ကဏ္ဍလာပေါက်တယ်အဲ့ဒီ10နှစ်ကဏ္ဍလာပေါက်တဲ့ကဏ္ဍနှစ်ခွက်လုံးရဲ့နှစ်ခွက်ရှိတယ်ပေါ့เนาะနှစ်ခွက်ရဲ့အောက်မှာ तू ကဒီကဏ္ဍကအရှိတစ်နှစ်ကျော်ကကဏ္ဍတစ်ခွက် ကစားနေနော်ဒီပွဲမိုင်းမယ်ကိုโอเคဟုတ်နော်တက်ခါဒီမှာလဲ၁၀နှစ်မြောက်ကကဏ္ဍတစ်ခွက်လာပေါက်တယ်ဒီမှာလဲကျွန်တော်တို့၁၀နှစ်မြောက်ကကဏ္ဍလာပေါက်တယ်အဲ့ဒီ၁၀နှစ်မြောက်ကကဏ္ဍပေါက်တဲ့အောက်မှာထွက်တဲ့ကဏ္ဍတစ်ခွက်ဒီရှေ့တစ်နှစ်ကျော်ကကဏ္ဍတစ်ခွက်ပါတယ်နော်အခုကျွန်တော်က10နှစ်မြောက်ကကဏ္ဍကပထမကဏ္ဍပေါက်တော့ကသူ့အောက်မှာထွက်တဲ့ကဏ္ဍကရှစ်တစ်နှစ်ကျော်ကကဏ္ဍမဟုတ်ဘူးရှစ်ကိုလေးရ ဒါဆိုရင်အခုဒုတိယတစ်ခွက်ပေါက်တဲ့ဒီ၃ခုနှစ်ဒီ၁၀နှစ်မြောက်ကခဏလာပေါက်သွားလို့သူ့အောက်မှာကျွန်တော်တို့အရှိတနှစ်ကျော်ကခဏတစ်ခွက်ကစားလို့ရတယ်နော်တနှစ်ကျော်ခဏနေကစားလို့ရတယ်အဲ့တော့ဒီနေ့ညတနှစ်ကျော်ခဏဒီခဏလေးတစ်ခွက်ကျွန်တော်ပြပေးမယ်နော်တစ်ထိတ်ကြိုက်တဲ့လူတွေကများတယ်ကျွန်တော်တင်လိုက်တော့တစ်တုံညတစ်လုံးဘယ်ကောင်ရွေးမလုံးဆိုတော့တစ်ရွေးမယ်ဆိုတဲ့လူတွေကများတော့ကဲတစ်ဘက်လှည့်ပေးလိုက်တယ်နော်အဲ့တော့တုံညကတော့နောက်မှပဲကြိတ်ကြတာပေါ့ အဲ့ဒီမှာပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့ဒီနားမှာအကြိမ်ခိုက်နော်ငါးထိပ်သူကနေအပေါ်တက်တန်းတန်းလာကျွန်တော်တို့ဒီမှာ၄ထိပ်သူ့အပေါ်တက်တန်းတန်းလာဒီမှာ၃ထိပ်သူကစားတယ်နော်အဲ့ဒီ၅၄၃ကစားသွားပြီးတော့သူ့ရဲ့အောက်မှာသူ့ရဲ့အောက်မှာကသူ့ရဲ့အောက်မှာဒီခွန်နောက်ဘိတ်နော်ဒီခွန်နောက်ဘိတ်ကသူကနောက်ပေါင်းခွန်နော်အဲ့ဒီခွန်နောက်ဘိတ်ကနောက်ပေါင်းခွန် ဒီ၅ထိပ်ကဒီနှလုံးက၅နော်ဒီခွန်ဒီကျွန်တော်တို့နောက်ပေါင်းခွန်ဒီ၅ထိပ်ဒီထိပ်နဲ့အပိတ်နဲ့၅ဒါဆိုရင်ဒီမှာ၄ရိုက်ပြီးအဲ့၄ဒီထိပ်နဲ့အပိတ်နဲ့၄နော်ထိပ်နဲ့အပိတ်နဲ့၄လို့ကစားပြီးအဲ့ဒီ၃ညဒီနောက်ပေါင်း၃ညနော်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ၃ကစားပြီးအဲ့ဒီ၃ကထိပ်နဲ့အပိတ်နဲ့က၃နော်ဒီ၅နောက်ပိတ်ဒီ နောက်ပေါင်းကအဲ့တော့ငါးနောက်ပိုင်းတိထိတ်စီနောက်ပေါင်းကနေကျွန်တော်ကတနှစ်ကျော်ကနန်းကိုလိုချင်တော့ဒီကောင်းကိုကျွန်တော်ကထည့်တယ်ဘာလို့အဲ့လိုထည့်တော့ဆိုတော့သူကအဲ့ဒီအထဲမှာကျွန်တော်တို့ဒီငါးစုံခုနှစ်ထဲမှာနော်ငါးစုံခုနှစ်ထဲမှာကျွန်တော်တို့တိထိတ်စီစကြတယ်နော်အပေါ်မှာတိထိတ်စီလုံးလုံးမကြဘူးအဲ့ဒီတိထိတ်ကအဲ့ဒီတိထိတ်က ကျွန်တော်ဘောပင်နေရတယ်အဲ့ဒီတစ်ထိတ်ကဗရိတ်ကိုတုံညာခါသူ့ဘေးမှာတစ်ထိတ်လို့ထွက်တယ်နော်အထွက်တော့သူကရှစ်ဗရိတ်နဲ့ထွက်တာတခါဒီ9ဇွန်းနဲ့ခုနှစ်ထဲမှာကိုဗရိတ်ပြီးတော့10ဗရိတ်သူ့ဘေးမှာတုံညာခါသူ့ဘေးမှာတစ်ထိတ်ဒါစပေါ်တယ်ခွန်ဗရိတ်နဲ့ထွက်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ7ဗရိတ်သူ့ဘေးမှာတုံညာခါသူ့ဘေးမှာတစ်ထိတ်စီစာထွက်ရင်ဗရိတ်6လားကျွန်တော်အဲ့လိုတွေးလိုက်တာ အဲ့သူက6ဗရိတ်ကလည်းမပေါ်သေးဘူး9 3ညာ1လို့ထွက်တယ်ဗရိတ်က8လို့ဖြစ်တယ်နော်ဗရိတ်က8လို့ဖြစ်တယ်တက်ခါ3ညာ3ညာ1လို့ဖြစ်တယ်ဗရိတ်က9လို့ထွက်တယ်အခုဒီမှာ7ဗရိတ်3ညာခါသူ့ဘေးမှာ1ထိတ်လို့ထွက်ရင်ဗရိတ်က6လို့ထွက်မယ်ဆိုရင်ကျွန်တော်တို့က1 1 4ဆိုတဲ့တနစ်ကျော်ခန်းနဲ့လေသူကအန်ခိုက်သွားဝင်တယ်เนาะဒါလေးကြိုက်ထိုး အဲ့အဲ့ဒီ line ထဲမှာကျွန်တော်တစ်ဆက်သေးပဲပြောလိုက်เนาะအဲ့တော့ဒီတစ်ထိတ်ကကျွန်တော်နေ့ဥမာတော့တခါပြောဘူးတယ်အားဆုံးနေ့ခုနှစ်ထဲမှာပထမဦးဆုံးတစ်ထိတ်လို့စကြရင်အဲ့ဒီကဏန်းဒီခွန်ဇွန်းနေ့ခုနှစ်ထဲကကဏန်းဖြစ်ကမယ်เนาะခွန်ဇွန်းနေ့ခုနှစ်ထဲကကဏန်းဖြစ်ကမယ်၄၃တစ်အဲ့အဲ့ခွန်ဇွန်းနေ့ခုနှစ်ထဲကကဏန်းတော့မှာ तू ကဒီ၉၃ညာတစ်ရဲ့ဇောင်းကကဏန်းဒီ၉၃ညာတစ်ဒီအပေါ်ပြန်ကြเนาะ ဒီကနန်းဒီမားစွန်နယ်ခုနှစ်ထဲကိုသွားပေါက်ရင်တစ်ထိတ်စီးနဲ့စပေါက်ပါပါစကြတဲ့တစ်ထိတ်ဒါဆိုရင်ဒီနေရာမှာငါးစွန်နယ်ခုနှစ်ထဲမှာတစ်ထိတ်စီးစကြတယ်ကြတဲ့ကနန်းဒီကျွန်တော်တို့ခွန်စွန်နယ်ခုနှစ်ထဲကတစ်ထိတ်နော်တစ်ပါတဲ့ကနန်းတကွက်ဟာတစ်ငါနော်သွားပေါက်တယ်ပေါက်တော့ဒီကနန်းကလည်းဟာဒီ၄၃၄ဆောင်းကကနန်းဒီ၄၃၄ဒီပြန်ကြ အဲ့ဒါဆိုရင်အခုကျွန်တော်တို့တစ်ထိတ်ကမကြသေးဘူးဒီပွဲကိုကျွန်တော်တို့ကပရိသတ်တေတုံညာခါသူဘေးမှာတစ်ထိတ်လို့စပေါ်ခြင်းတယ်ဒီတစ်ထိတ်လို့ပေါ်လိုက်တာနဲ့အဲ့ဒီကဏ္ဍဒီကျွန်တော်တို့ခွန်စွန်းနဲ့ဟူးနှစ်ထဲကတစ်ပါတဲ့ကဏ္ဍဖြစ်ကမယ်တင်းငါခွန်တစ်တစ်6เนาะတစ်ရှိကိုတစ်လေးနှစ်တစ်ကို5တစ်လေး3တစ်လေးခွန်တစ်3ကိုเนาะအဲ့ဒီမှာကျွန်တော်တစ်ကို3တကွက်ကျွန်တော်ရွေးပေးလိုက်ဒီတစ်ကို3 ဈေါင်းမှာထွက်တဲ့ခဏန်းဒီပြန်ကြာခဏန်း690ဖြစ်ခဲ့လို့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာတစ်ထိပ်ဗရိတ်6နဲ့ပေါ်မယ်ဆိုရင်တစ်တစ်လေးနော်အဲ့တော့နောက်တစ်ချက်139နော်ဒီ site ထဲကကျွန်တော်နှစ်ကွက်ရွေးပေးလိုက်မယ်နော်အဲ့ဒါပထမဦးဆုံးတစ်ထိပ်ကြိုက်တဲ့လူတွေအတွက်နော်တစ်ထိပ်ကြလာရင်ခွန်စုံးတဲ့ခုနှစ်ထဲကခဏန်းနောက်တစ်ခုကတစ်ထိပ်ကြရင်ဗရိတ်6နဲ့ကြားနိုင်တယ်နော်အဲ့ဒါရေအခုဒီ line လေးရလေဒီခွန်ကို နောက်ပေါင်းခွန်ငါးထည့်ကြောင့်နှလုံးငါတက်ခါဒီ၃ညကိုနောက်ပေါင်း၃ညဒီ၄ထည့်ကြောင့်နှလုံး၄သူကအချိန်ခိုက်တတ်လာတာเนาะအခုဒီမှာကျွန်တော်တို့သုံးထည့်ထည့်သွားတဲ့အတွက်ဒီ၃ကိုဒီနှလုံးက၃ဒီ၅နောက်ပဲကြောင့်နောက်နှလုံးက၅ဆိုရင်ကျွန်တော်တို့က၁၁၄ဆိုတဲ့ဒီကဏ္ဍကိုယူလိုက်တယ်အဲ့ဒါမှတိထိတ်စားကြပရိ6နဲ့အန်ခိုက်ဝင်သွားမှာဘူးเนาะအဲ့တိထိတ်ကိုနောက်ပေါင်း၅နဲ့196ဆိုတဲ့ကဏ္ဍဒါမွေးကဏ္ဍတော့ ရှိတယ်ပေါ့ဗျာเนาะဒါလေးတစ်ချက်သတိထားမမကြိုက်တော့မကြိုက်ဘူးမကြိုက်တော့မကြိုက်ဘူးကြိုက်ဆိုရင်เนาะနှစ်ကွက်ပဲเนาะတစ်တစ်လေးရဲ့တစ်သုံးခုရဲ့တစ်သုံးခုတစ်ကိုသုံးเนาะရေးပေးလိုက်ပါဦးတစ်ကိုသုံးကိုသုံးကလည်းထတ်ကြအောင်မလားမသိဘူးเนาะပြောလို့မရဘူးဒီသုံးကတော့ကျွန်တော်ကတော့မကုံတော့သေးဘူးလို့ထင်တာပဲ